မင်္ဂလာပါရှင်ဘာမခိတ္တတရင်ဌာနကနေနိုဝင်ဘာလ3ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့တရင်များကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ရောက်ပြီမျိုးနဲ့လေးကိတ်ကော်သူဖွင့်ရောက်လာတော့စစ်တက်စစ်ကြောင်းအထိနာပြီးနောက်လက်နက်ခဲယံအများအပြားသိမ်းဆည်းရရှိစစ်တက်ကအင်အားထက်မှန်တိုးမြင့်ပြီးစစ်ကြောင်းထိုးလာပြန်နေဆိုတဲ့တရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် ကရင်ပြည်နယ်မြဝတီမြို့နယ်လေကိတ်ကော်မြို့တစ်သို့ဝင်ရောက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်လျက်ရှိရာစစ်တပ်ဘက်မှအထိနာသွားပြီးနောက်လက်နက်ခဲယံအများပြသိမ်းဆီးရရှိခဲ့ကြောင်းကရင်စစ်ရေးတရင်ရင်မြစ်ဤပြောဆိုချက်နှင့်ချက်တင်တဲ့စစ်ကြောင်းဤထုတ်ပြန်ချက်အရသိရှိရပါသည်စက်တင်ဘာလ22ရက်နေ့မှစ၍ယနေ့အချိန်ထိလေကိတ်ကော်မြို့တစ်ပတ်သို့အကြံဖက်စစ်တပ်နှင့် BGF တပ်များပူးပေါင်းပြီးစစ်ကြောင်း၃ကြောင်းဖြင့်ဝင်ရောက်လာခဲ့ရာရတေးကူကျော်ဝါဘိုးထောင်ပေါ်တို့ရောက်ရှိလာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းမှမိုင်းကွင်းအတွင်ကျုံဝင်သွားပြီးတော်လည်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ပိတ်ဆို့တိုက်ခိုက်မှုကြောင့်စစ်သားအများပြသေဆုံးကရုံးလောင်းများစွာကျန်ရှိနေကြောင်းသိရပါသည်။မြောက်ပရီမြို့နယ်ရတေးကူမင်းလက်ပံဖလူကျေးရွာများဘက်သို့အင်အားအလုံးရင်ဖြင့်ဝင်ရောက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချေမှုန်ခဲ့ရာစစ်သားအများပြသေဆုံးပြီးလက်နက်ခဲယံအများပြတင်စီရရှိခဲ့ကြောင်းချက်တဲ့နယ်စစ်ကြောင်းကထုတ်ပြန်ပါသည်။ အော်တိုဘားလာ32ရက်နေ့ကမြောက်ပရီမြို့နယ်ရတိကူကျေးရွာမဲလက်ပံကျေးရွာနှင့်ဖလူကျေးရွာတို့ဘက်သို့ဝင်ရောက်လာသောအကြံဖက်စစ်ကောင်စီ၏တပ်မဟာ20နှစ်လောက်ခန့်စစ်ကြောင်းကိုတွလန်ရေးပူပေါင်းတပ်ဖွဲ့ကအချင်းချင်းဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထို့သောတိုက်ခိုက်မှုများအတွင်အကြံဖက်စစ်သားအများပြားသိဆုံးကထိခိုက်ဒဏ်ရာရရှိသူများစစ်တုံးပန်းများထွက်ပြေးအလင်းဝင်လာသူများရှိခဲ့ကြောင်းထို့ပြင်လက်နက်ခဲယံအမြောက်များကိုလည်းတင်ပတ်ရရှိခဲ့ကြောင်းသိရပါတယ်။ရှင်းတိုက်ပွဲအတွင်းအချံဖက်စစ်ကောင်စီတပ်ဖက်မှနှီးပညာဖြင့်ချုံများလက်နက်ကြီးပစ်ကိုများ တာဝေးပစ်တုံးကြီးများမစ်ဆိုင်အပြင်လေကြောင်းများဖြင့်လည်းပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အခုစစ်တပ်ကစစ်ကားတွေနဲ့အင်အားတွေထပ်တိုးဖြစ်ပြီးစစ်ကြောင်းထိုးလာတယ်။လူတို့အတော်ပေါ်နေပုံပဲတရားတလောက်တော့စစ်မှုရန်တပ်သားတွေတော်တော်သုံးနေဘလောက်တည်တည်ရှေ့ဆက်တို့ပြီးလူသက်တွေကိုဖြုံးနေတယ်ဟုကရင်စစ်ရေးတရင်ရင်းမြစ်ကပြောဆိုပါရယ်အဆိုပါတိုက်ခိုက်မှုကို KNU KNLU ဦးဆောင်သော view ဟာ32စက်တင်နဲ့စစ်ကြောင်း Cobra စစ်ကြောင်း Vinon စစ်ကြောင်းနဲ့ Justice ဆိုကြတပ်ဖွဲ့တို့ပါဝင်သည့်တော်လှန်ရေးတပ်ဖွဲ့ကကြာဖြတ်ကအခြေချင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ပြည်သူများအနေဖြင့်အကြံဖတ်စစ်ကော်မရှင်၏တူရောင်ရွေးကောက်ပွဲကိုပူပေါင်းပါဝင်ခြင်းမပြုရန်နှင့်တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်အာဏာရှင်ဖက်စစ်စစ်တပ်အမြင့်ပြတ်သည့်အထိတိုက်ခိုက်ချင်းမုံသွားမည်ဖြစ်ကြောင်းကျက်တဲ့နဲ့စစ်ကြောင်းကတိုက်တွန်းထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးစာလင်းကြီးမြို့နယ်ဝမေးရွာတွင်စစ်တပ်ကတက်ဆွဲပြီးဆိုင်ကယ်တစ်စီးလျက်ငွေကြက်9000တောင်းခန့်ကငွေကြေးမပေးနိုင်သူများကိုဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းစာလင်းကြီးမြို့နယ်ဖွမေးရွာတွင်အကျန်းဖက်စစ်တပ်ကတပ်ဆွဲပြီးဆိုင်ကယ်တစီးလက်ရင်ငွေကျပ်9000တောင်းခံကငွေချေမပေးနိုင်သူများကိုဖမ်းဆီးထားကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါရယ်အော်တိုဘာလ31ရက်နေ့မှာစတင်ပြီးအကျန်းဖက်စစ်တပ်ကဝမေးရွာထိပ်ရှိဖုံကြီးကျောင်းတွင်သာတပ်ဆွဲနေထိုင်ခဲ့တယ်လို့နိုဝင်ဘာလ1ရက်နေ့တွင်စစ်တပ်စစ်ကြောင်းသည်ဝမေးရွာအတွင်းရှိစတင်ကျောင်းကိုပြောင်းရွှေ့တပ်ဆွဲခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်ထို့သောအကျန်းဖက်စစ်သားများကကြေးရွာအတွင်းထိပါဝင်ရောက်တပ်ဆွဲလာသောကြောင်း ဝမ်းမေးရွာမှပြည်သူများသည့်ရွာထဲ၌မနေရတော့ပဲစစ်ပေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်းထို့ပြင်စစ်သားများသည့်ဝမ်းမေးရွာရှိကြေးရွာချင်းဆက်လက်မကြီးပေါ်တွင်လည်းခိတ်စခန်းဖွင့်လှစ်ခဲ့ပြီးလမ်းသွာလမ်းလံဆိုင်ကယ်များကိုဖမ်း၍တအုပ်လျင်ငွေကျပ်9000တောင်းခန့်နေကြောင်းသိရပါသည်နိုဝင်ဘာလ၁ရက်နေ့တွင်လမ်းသွာလမ်းလဆိုင်ကယ်မောင်းနှင်လာသည့်ပြည်သူများကိုငွေကျပ်၅သောင်းမပေးပါကပြန်မလို့ဖဲဖန်စီထားကြောင်းဖန်စီခံရသူများထဲတွင်အမျိုးသမီးများပါပါဝင်ကြောင်းသိရပါသည်အခုဝမေးရွာထဲမှမသွားနိုင်တဲ့အဆင်မပြေတဲ့လူနည်းနည်းပဲရှိတော့တယ် စစ်ဆောင်ကြတာရှေ့ရက်ကအလူခန့်နဲ့ဆိုပြီးပတ်စံတောင်းပြီးအခုကျတော့ဝယ်ခိုင်းစရာရှိတာဝယ်ခိုင်းမယ်ဝယ်လို့မရရင်ခင်များတို့စီကယူမယ်ဆိုပြီးပြောတယ်တယ်ပြီးတော့ရွာထဲမှာပတ်ပစ်နေတယ်ဝမေးတို့လိုရွာတွေကထွက်တဲ့လမ်းမကြီးမှာလမ်းခွဲဂိတ်ကလေးတွေရှိတယ်အဲ့ဒီဂိတ်မှာလည်းအမြဲတမ်းစစ်သားတွေရှိပြီးလမ်းသွားလမ်းလာဆိုင်ကယ်တွေကိုဖမ်းပြီးတရောင်၅တောင်းတောင်းတာဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်စစ်တပ်ကတရုတ်ဝန်ပေါင်ကုမ္ပဏီဝင်အတွင်အခြေချစစ်စခန်းထိုင်ထားတာလက်ပတောင်းတောင်စီမံကိန်းပဝင်းကျင်ရှိခြေပါများတို့စစ်ချောင်းထိုးခြင်းမြာ မကြာခဏလှုပ်ဆောင်နေကြောင်းသိရပါတယ်။ဆက်လက်ပြီးဒီမော့ဆိုအနောက်ချမ်းတနေရာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတော်လန်ရေးတပ်ဖွဲ့ဝင်၄ဦးကြဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကီနီပြည်ဒီမော့ဆိုမြို့နယ်အနောက်ချမ်းတနေရာသို့အကြမ်းဖက်စစ်ကောင်စီစစ်တပ်က jet fighter အသေးကန် drone တို့ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာတော်လန်ရေးတပ်ဖွဲ့ဝင်၄ဦးကြဆုံးခဲ့ကြောင်းဒေသသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့နိုဝင်ဘာလ3ရက်နေ့နက်9:00နာရီဝန်းကျင်က ဒီမော့ဆိုမျိုးနဲ့အနောက်ချမ်းရှိ KSP စခန်းတနေရာကိုအကြံဖက်စစ်ကောင်စီတပ်ကဂျက်ဖိုက်တာတစ်စီးဖြင့်ပေါင်150ဘုံကျဲချပြီးနောက်မိုးပြဲမျိုးမှတက်လာသောအသေးကန်ချရုံးဖြင့်ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ရာ KSP ရဲဘော်လေးဦးကြာဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူအချို့လည်းရှိကြောင်းသိရပါတယ်။ဒီမနက်9နာရီမထိုးခင်ပေါ် location အတိအကျရလို့ချတဲ့သဘောလို့ပြောလို့ရတယ်။စူဆိုက်ဒရုန်းကတော့မိုးပြဲဘက်ကနေတက်လာတာနေရာအတိအကျနဲ့တွေ့တဲ့အနေအထားမျိုးရှိတယ်။ပထမဆုံးကတော့လေရင်နဲ့ပေါင်150ဘုံချတယ်။ နောက်ဆုစိုက်ထုံချတာ KSP ရဲဘော်၄ဦးကြာဆုံးခဲ့လို့ကြားတယ်ဖြစ်ဖြစ်ချင်းက၂ဦးကြာတာထိခိုက်မှုတချို့လည်းရှိတယ်ဟုဒေတာသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်အကြံဖက်စစ်ကောင်စီတပ်ကအုံပြုခဲ့သောအသေးခံထုံသည် FPV စုစိုက်ထုံအမျိုးအစားဖြစ်ကြောင်းသိရပါတယ်ဆက်လက်ပြီးမုံရွာမန္တလေးလမ်းပိုင်းတွင်မိုင်းရှာရန်ထွက်လာသောစစ်သားများကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်မှထိခိုက်မှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် စကိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းတွင်မိုင်းရှာရန်ထွက်လာသောအကြံဖက်စစ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်မှထိခိုက်မှုရှိကြောင်းမုံရွာဒိုင်းနမိုက်စပယ်ရှယ်တက်စ်ဖို့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်အော်တိုဘလတ်31ရက်နေ့နနက်9:25မိနစ်ခန့်တွင်မုံရွာမြို့နယ်တောပုဖြူစောထိရွာမှထွက်လာသောအင်အား15ဦးပါစစ်သားများကိုမုံရွာမန္တလေးလမ်းပိုင်းတွင်တော်လန်ရေးတပ်ဖွဲ့များကပရိသာမိုင်း၃လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ် ထိုတိုက်ခိုက်မှုအတွင်အကြံဖက်စစ်တပ်ဘက်မှတအူးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒေသုံချင်းရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လန်ရဲရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်စစ်ခွေးသေးစင်းကတော့မသိရဘူးကျွန်တော်တို့ဆက်လက်စုံစမ်းနေသေးပါခွေးတကောင်ကတော့ထိခိုက်တံရရတယ်လို့သိရတယ်စစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုရှိနိုင်လားဆိုတော့ထိခိုက်တာပဲရှိတာသေဆုံးတာတော့မကြားရသေးဘူးစစ်ခွေးတွေဘယ်နေရာကိုမှန်းရှာထွက်လာတယ်ဆိုတော့ တော်ပူရွာပြူရွာထိပ်ပါမိုင်းရှာထွက်လာပြီးမုံရွာမန္တလေးကားလမ်းမကြီးတနေရာတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါပြည်သူတွေအနေနဲ့စည်ရေးသတိရှိကြပါလို့ပဲပြောချင်ပါတယ်ဟုမုံရွာ Dynamite Special Task Force မှတာဝန်ရှိသူကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကို Free Third Army VHA မုံရွာ Dynamite SDF Chindwin Fighter Group CFT တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးရန်ကုန်တွင်မိုးပြံအမြန်လန့်နှင့်မြို့တော်အပြင်ပတ်လည်စီမံကိန်းအကောင့်ထဲပေါ်မည်ဟုဆိုကာမင်းအောင်လိုင်းရန်ကုန်ရောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ရန်ကုန်တွင်မိုးပြံအမြန်လန့်နှင့်မြို့တော်အပြင်ပတ်လည်စီမံကိန်းအကောင့်ထဲပေါ်မည်ဟုဆိုကာမင်းအောင်လိုင်းကကော်မတီဖွဲ့ထားကြောင်းစစ်တပ်ဘက်မှထုတ်ပြန်ထားသောပြန်တမ်းအရာတီးရပါတယ်။အကြံဖတ်မြောက်လိုက်အမိန့်ဖြင့်ယခုနှစ်ဩဂုတ်လ20ရက်နေ့တွင်ရန်ကုန်မိုးပြံအမြန်လန်းနှင့်ရန်ကုန်မြို့တော်ပတ်လန်းစီမံကိန်းဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီးအဆိုပါကော်မတီကစက်မှုစုံများအကြောင်းချိတ်ဆက်မှုကောင်းစေရန်ပင်လယ်ကူးစိတ်ကမ်းများအခြေပြုမြို့တင်များနှင့်ဒေယူပို့ဆောင်ရေးလမ်းကြောင်းများအဆင်ပြေချုံ့ဝေလာစေရန်နိုင်ငံ၏စီးပွားရေးစင်ကြံလမ်းမကြီးတစ်ခုအဖြစ်ပေါ်ထွန်းလာစေရန်ရည်ရွယ်၍အဆိုပါကော်မတီကိုဖွဲ့စည်းခြင်းဖြစ်ကြောင်းသိရပါသည်။အဆိုပါကော်မတီတွင်အဖွဲ့ဝင်6ဦးပါဝင်ပြီးဆောက်လုပ်ရေးဝန်ကြီးကဥက္ကဋ္ဌရန်ကုန်ဝန်ကြီးချုပ်ကအဖွဲ့ဝင်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဒုဝန်ကြီးကအဖွဲ့ဝင်ဗန္နာရေးဒုဝန်ကြီး တရားစစ်ဒုဝင်ကြီးတို့ကအဖွဲ့ဝင်အဖြစ် ပါဝင်ကစောက်လို့ရဒုဝင်ကြီးကအတွင်းရေးမှုအဖြစ်ပါဝင်ကြောင်းသိရပါတယ်။မင်းအောင်လိုင်ကဖွဲ့စည်းလိုက်သောကော်မတီကရန်ကုန်မိုးပြင်အမြန်လန်းနှင့်မြို့တော်အပြင်ပလန်ရင်းနှီးမြှုပ်နှံမှုများအားဘတ်ဂျက်အသုံးပြုအ ਨੇ ဆုံးကိုအခြေပြု၍ PPP စနစ်ဖြင့်အကောင့်ထဲပေါ်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရပါတယ်။အချမ်းဖက်စစ်ကောင်စီကရန်ကုန်မိုးပြင်လမ်းနှင့်အပြင်ပလန်စီမံကိန်းကိုရင်းနှီးမြှုပ်နှံရန်အတွက် တရုတ်နိုင်ငံမှကုမ္ပဏီများထံသို့ဖိတ်ခေါ်ထားတော့လေလက်ရှိအချိန်အထိအစိုးပြုသည့်ကုမ္ပဏီမရှိသေးကြောင်း UMFCCI မှသတင်းရင်းမြစ်ကပြောဆိုပါရယ်ဘိုးကျုံမှုကြီးရဲ့တရုတ်ခီးစဉ်မှာရန်ကုန်မြို့မိုးပြန်လန်စီမံကိန်းကိုရင်းနှီးမြှုပ်နှံခြင်းဖြင့်မြုပ်နှံကြပါဆိုပြီးတရုတ်ဘက်ကိုဖိတ်ခေါ်ခဲ့တယ်ဒီဘက်ကအစိုးပြုစီမံကိန်းတွေမှာရန်ကုန်မြို့မိုးပြန်လန်စီမံကိန်းပါဝင်နေအခုထပ်တီးတော့စိတ်ဝင်စားတဲ့ကုမ္ပဏီရှိတယ်လို့တော့မကြားရသေးပါဘူးတကယ်ဖြစ်မလာတဲ့လျှက်စစ်ရထားမြေအောက်ရထားစီမံကိန်းတို့ဖြစ်သွားမလားမသိဘူးဟု UMFCCI မှသတင်းရင်းမြစ်ကပြောဆိုပါရယ်အကြံဖက်စစ်ကောင်ဆောင်မြောက်လိုင်းကအာနာသိမ့်ခဲ့သည့်2021ခုနှစ်ဩဂုတ်လစက်တင်ဘာလနှင့်အောက်တိုဘာလအစည်းအဝေးများနှင့်ဖွင့်ပွဲများတွင်မြန်မာနိုင်ငံတွင်လျှက်စစ်ရထားနှင့်လျှက်စစ်ကားစီမံကိန်းအကောင့်ထဲပေါ်မီဖြစ်ကြောင်းနေပြည်တော်တွင်မြေအောက်ရထားစနစ်နှင့်လျှက်စစ်ဘတ်စကားများဖြည့်ဆွဲမည်ဟုပြောဆိုခဲ့တော့လေ၅နှစ်နီးပါးကြာမြင့်သည့်အထိတစုံတရာဖြစ်လာခြင်းမရှိပေ။ရန်ကုန်ပြည်ရထားလမ်းကိုလျှက်စစ်ရထားဖြည့်ဆွဲမည်ဖြစ်ကြောင်း2021ခုနှစ်စက်တင်ဘာလ ဆယ်ရက်နှစ်တွင်လည်းနေပြည်တော်တွင်လျှက်စစ်ယထာလန်ဖောက်နိုင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါသည်။2021ခုနှစ်အောက်တိုဘာလ25ရက်နေ့နေပြည်တော်စစ်ကောင်စီအစည်းအဝေးတွင်မြောက်လိုင်းကတိုင်းနိုင်ငံလုံးလျှက်စစ်ယထာလန်နဲ့ဆွဲရပါလိမ့်မယ်။တနင်္ဂနွေလုံးလျက်စစ်ရထားနဲ့ပြေးပါမယ်။မြို့ပေါ်မှာသုံးနှစ်ကားတွေဟာလျက်စစ်ကားတွေဖြစ်ရပါလိမ့်မယ်။ကျွန်တော်တို့တွေ့ချက်နေတဲ့အခြေတစ်ခုပြီးရင်အဲ့ဒါကိုကြီးညာပါမယ်ဟုထုတ်ဖော်ပြောဆိုခဲ့ပါရယ်။ မင်းအောင်လှိုင်လျက်စစ်ရဲ့ဌာနလျက်စစ်ကစီမံကိန်းများကိုပြောဆိုခဲ့တော့လေလက်တွေ့တွင်လျက်စစ်မီးပင်မှန်မှန်မပေးနိုင်ပြီးပြည်သူများအကြာလှောင်ရဲစရာအဖြစ်ရေးပန်းစားခဲ့ပါတယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။